ရီယယ်မက်ဒရစ်တိုက်စင်မိုးဘာဘီဟာမီလာရီယန်ရဲ့ပွဲမှာနှစ်ဂိုးသွင်းယူပြီးတဲ့နောက် ဘရာဇီးကန်နဝင်ရော်နယ်ဒိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲဥတွေရာသီဂိုးသွင်းစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါဗျ။မလ15ရက်စနေနေ့ကကစားခဲ့တဲ့လာလီဂါပွဲစဉ်ရီယယ်မက်ဒရစ်အသင်းကဘီလာရီရဲ့အသင်းကို2ဂိုးတကိုနဲ့အနိုင်ရတဲ့ပွဲမှာဖာပေးဟာရီယယ်မက်ဒရစ်အသင်းအတွက်ပွဲချိန်16မိနစ်နဲ့23မိနစ်တို့မှာ2ဂိုးဆက်သွင်းယူပေးခဲ့ပါဗျ။ဒီအသင်းကို2ဂိုးကြောင့်ဖာပေရဲ့ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲဥတွေရာသီပြိုင်ပွဲဆုံးအသင်းကိုမှ30ဂိုးအထိရှိလာခဲ့ပြီးဘရာဇီးကန်နဝင်ရော်နယ်ဒိုရဲ့ ရီယယ်မက်ဒရစ်ကစားသမားဘဝပွဲဥတွေရသည့်သွင်းကိုအရေးအတွက်ကိုကြောဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်ဘရာဇီးကန်တဝင်းတိုက်စင်မိုရော်နယ်ဒိုဟာ2020နှစ်နွေရာသီမှာအင်တာမီလန်အသင်းကနေရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီးပွဲဥရရာသီမှာပြိုင်ပွဲဆုံးဂိုး30အထိသွင်းယူခဲ့တာဖြစ်ပါတယ်။ အသက်26နှစ်အရွယ်ရှိတဲ့ပြင်သစ်တိုက်စင်မိုဘာဘေဟာပြီးခဲ့တဲ့နှစ်ကမှ PSG အသင်းကနေ Real Madrid အသင်းထံပြောင်းရွှေ့ခြင်းအလွန်နဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။သူဟာ Real Madrid ကစားသမားအစပိုင်းမှာခြေစွမ်းပြနိုင်မှုရုန်းကန်ခဲ့ရတဲ့အတွက်ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ဘာဘေဟာလက်ရှိမှာ Real Madrid အတွက်ခြေစွမ်းပြနေပြီးအခုရသည်ပြိုင်ပွဲစုံ44ပွဲမှာ32ဂိုးသွင်းယူထားပါတယ်။ ဘရာဇီးကန်တွင်တိုက်စင်မိုရော်နယ်ဒိုဟာရီယယ်မက်ဒရစ်ကစားသမားဘောကပွဲဥဒ်ရက်ရာသီပြန်ဝင်ဆုံး44ပွဲမှာဂိုး30သွင်းယူခဲ့တာဖြစ်ပါတယ်။ဘာပီအနေနဲ့အခုရာသီမှာပွဲစဉ်များစွာကစားဖို့ကြံရှိနေသေးရာနမေကျော်ပေါ်တူဂီတိုက်စင်မိုဆီရိုနယ်ဒိုရဲ့ရီယယ်မက်ဒရစ်ကစားသမားဘောကပွဲဥဒ်ရက်သွင်းဂိုး33ဂိုးကိုလည်းမကြမီကျော်ဖြတ်ဖွယ်ရှိနေပါတယ်။ဆီရိုနယ်ဒိုဟာရီယယ်မက်ဒရစ်ကစားသမားဘောကပွဲဥဒ်ရက်ရာသီမှာပြန်ဝင်ဆုံး35ပွဲမှာ33ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။